ားလုံးမမင်္ဂလာပါခင်ဗျာ90 kit soccer channel ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ Champions League Round 1 Day 2ရဲ့အကောင်းဆုံးပွဲဖြစ်တဲ့ Bayern Munich နဲ့ Chelsea တို့ကစားကြမဲ့ပွဲကို preview လုပ်မှာဖြစ်ပါတယ်မနေ့ကကစားခဲ့တဲ့ပွဲတွေမှာတော့ England နဲ့ Arsenal နဲ့ Tottenham Hotspur တို့ပဲအပေါ်အသင်းအနေနဲ့ Borije အောင်ခဲ့ပြီးတော့ကျန်တဲ့အသင်းတွေအားလုံး Borije ကျခဲ့တာကိုသတိထားမိပါတယ်မမနှစ်ပွဲမှာတော့ PSV Eindhoven ကစားတဲ့ပွဲမှာကိုပေါင်းအပေါ်ရွေးချယ်ခဲ့ပြီးတော့အပေါင်းတရာဖြစ်ခဲ့ပါတယ် တော့တယ်မဟော့စပါနဲ့ဘီလာရီယဲတို့ကစားကြမဲ့ပွဲမှာလဲကျွန်တော်ဂိုးဘော်ကိုပဲရွေးခဲ့တာဗျဆိုတော့မမနှပွဲဒီပေါင်းတရာနှုတ်တရာ the doom မနေ့ကရောင်းပွဲက PSV Eindhoven body ကျွန်တော်တို့ကြာခဲ့ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်တို့အစပြန်ပေးမှာဖြစ်ပါတယ်ရောင်းပွဲလက်ထပ်မှာဖြစ်ပါတယ်ဘောလုံးပွဲတွေကိုအထာကြကြနေရာကြကြကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့မိတ်ဆက်ပေးပါမယ်အပေါင်းကောင်ကကိုကွန်ကွန်သုံးကနေ့နေ့လျှောက်တက်တက်ကိုတွားရောက်ဆက်သွယ်ပြီးတော့ Viber မှာပဲဖြစ်ဖြစ် Telegram မှာပဲဖြစ်ဖြစ်တွားရောက်ဆက်သွယ်နိုင်ပါတယ် အွန်လိုင်းကစားနည်းဖြစ်တဲ့အတွက်သူတို့မှထုတ်ထားတဲ့စီမင်းစည်းကမ်းတွေတော့ရှိပါလိမ့်မယ်။စီမင်းစည်းကမ်းတွေကိုအရင်မေးပါကိုကြိုက်တယ်ဆိုတဲ့အဆင့်ကိုရောက်တယ်ဆိုရင်ကြားသလောက်တဲ့ကြိုက်သလောက်ထုတ်ပေါ်ဗျာ။ဘိုင်ယန်မြူနစ်နဲ့ချယ်ဆီတို့ကစားကြမဲ့ပွဲက မြန်မာစံတော်ချိန်တနအီခွဲမှာဖြစ်ပါတယ်။ဘိုင်ယန်မြူနစ်အသင်းဒီဒီပြိုင်ပွဲမှာပိုဆွဲဖို့နံပါတ်6နေရာကရေပန်းစားနေတဲ့အသင်းဖြစ်ပြီးတော့ချယ်ဆီဒီဒီပြိုင်ပွဲမှာပိုဆွဲဖို့နံပါတ်8နေရာကနေပိုဆွဲဖို့ရေပန်းစားနေတဲ့အသင်းမှာတနည်းအားဖြင့် ဘုဆွဲဖို့ရေပန်းအစားဆုံးအဆင့်30တဲကနှစ်သင်းထိတ်တိုက်တွေ့တဲ့ပွဲ ဖြစ်ပါတယ်။ဂလပ်အသင်းအဆင့်တတ်မှတ်ချက်မှာတော့ဒီနှစ်သင်းဒီပြောင်းပြန်ဖြစ်ပါတယ်။ Chelsea ဒီ ranking Bayern Munich ထက်လောလောဆယ်မှာပိုမြင့်ပါတယ်။ ranking number 6မှာရှိပြီးတော့ Bayern Munich က ranking number 8မှာရှိပါတယ်ဗျာ။ Bayern Munich အသင်းကိုကြည့်ရင်ဒီအသင်းက Champions League ကိုနောက်ဆုံးဘုဆွဲခဲ့တာက2019-2020ပါဗျာ။ဒီပြ Hansi Flick လက်ထက်မှာနောက်ဆုံးသူတို့ဘုဆွဲခဲ့တာ။အဲ့ဒီ Hansi Flick ပြီးတော့ Nagelsmann က2နှစ်ကိုင်နဲ့ Thomas Tuchel က2နှစ်ကိုင် အခု Vincent Company လက်ထက်မှာနှစ်နှစ်ထဲကိုရောက်လာပြီဒီကားတဲ့အတွက်မှာသူတို့အမြင့်ဆုံးတက်ခဲ့တဲ့နေရာက semi final အထိပဲသူတို့ရောက်ထားဒါကဒီအသင်းရဲ့လက်ရှိနောက်ဆုံး၅နှစ် Champion League history ပေါ့ဆက်စီရဲ့ဒီလက်ရှိလူစင်းမှာ2019-2020တုန်းက Champion League ကိုပိုးဆွဲထားတဲ့လူစင်းတွေကကသာသမား၅ဦးအထိအခုအချိန်မှာရှိနေသေးတယ်အသင်းရဲ့ဝိုင်ယံဂိုဒမာယီမနိုရာရဲ့နောက်ခန်ဆက်ဘဲချန်ကအဖန်ဆိုဒေဘီရဲ့ညချန်ကကင်မစ်ရဲ့ကွင်းလကကိုရက်စကာရဲ့ကနာဗီရဲ့ ဒီကစားသမားတွေဒီလက်ရှိအချိန်ထိဒီအသင်းမှာရှိနေသေးတယ်ဗျပြီးတော့ရယ်ယာတီမှာဘိုင်မြူနစ်တီအသင်းကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတယ်ဗျမနေ့ကရာသီတစ်လျှောက်လုံးမှာအထိုင်မကျခဲ့တဲ့ခံစစ်ဒဏ်ရာတွေခဏခဏရနေတဲ့ဒီကွင်းနဲ့ခံစစ်နေရာအတွက်ဂျွန်နသန်တောင်းကိုသူတို့ဘိုင်လီဗာကူဆန်ကနေပြီးတော့သူတို့ခေါ်တယ်ပြီးတော့ဘဲချမ်းမှာဒဏ်ရာပြဿနာခဏခဏရှိတဲ့အဲဖွန်ဆိုဒေဘီကိုဖြည့်ဖို့အတွက်သူတို့အငှားချထားတဲ့လီဗာကူဆန်ကစတန်ဒီစစ်ကိုပဲသူတို့ပြန်ခေါ်ထားတယ်တိုက်စစ်မှာလူဝစ်ဒီယက်စ်ကိုသူတို့ ထပ်ဖြည့်ထားတယ်ပြီးတော့ Michael Jackson နဲ့အဖေမတူအမေကွဲတဲ့ Chelsea ရဲ့နာမည်ကျော်ကစားသမားကြီး Nicolas Jackson ကိုလည်းသူတို့ဒီယာဒီမှာထပ်ခေါ်ထားတယ်။ Bayern Munich ဒီကွင်းလယ်ပိုင်းနည်းနည်းယော့တယ်ဆိုပေမဲ့ဒီယာဒီသူတို့တိဆောက်ထားတဲ့ဒီချစ်လယ်နောက် Bayern Munich ရဲ့အားဒီတော်တော်လေးမျှတတယ်ဗျ။ဒုတိယကစားသမားတွေရဲ့အကောင်ဆုံးအဆင့်အဲ့ဒီအကောင်ဆုံးအရွယ်ရဲ့နောက်ဆုံးအဆင့်မှာရှိနေတဲ့ကစားသမားတွေကိုစုထားတဲ့အသင်းပေါ့ဗျ။ဒီပြဗင်းစင်ကုမ္ပဏီဒီ Europa level မှာတော့အတွေ့အကြုံနှုတ်သေးတယ်ဆိုပေမဲ့ ဘိုင်မြူနစ်ပိုင်ဆိုင်ထားတဲ့ကစားသမားတွေဟာတော်တော်လေးမိုက်တယ်ဗျကျွန်တော်ဒီအကြောင်းတွေကိုတခုတ်တရ ပြောနေတာကဒီ2022 2023ဘောလုံးရာသီတည်းကကျွန်တော်ပွဲစဉ်တချမ်ပီယံလိပွဲစဉ်တစပြီးဟေ့ဆိုရမယ်ဘူဆွဲမဲ့အသင်းကိုကျွန်တော်ခံမှန်းလေးရှိတယ်ဆိုတော့လုံးလုံးစဲမှာစပိန်ဒီပူပူနွဲ့နွဲ့ရထားပြီးပြီအင်္ဂလန်လည်းပူပူနွဲ့နွဲ့ရထားပြီးပြီပြင်သစ်လည်းပူပူနွဲ့နွဲ့ရထားပြီးပြီဆိုတော့ချမ်ပီယံလိဖလားနဲ့နှစ်နည်းနည်းကြာအောင်ကဲကွာနေတာကဂျာမနီနဲ့အီတလီစီးရီးအေးပဲရှိတော့ လောလောလည်မှာစီးရီးအသင်းနဲ့ဒီဘောလုံးပွဲကိုခဏခဏရောက်ထားတဲ့အစဉ်လာရှိပြီမြေတရားဒီစီးရီးအသင်းနဲ့ကိုကြည့်တဲ့အခါအင်တာမီလန်လည်းဘိုးဆွဲနိုင်လောက်တဲ့အစီအလေမှာမရှိဘူးလို့ကျွန်တော်ယူဆတယ်ပြီးတော့ဂျူဗင်တက်ကောနာပိုလီရောအက်လန်တာရောဒီအသင်းတွေဒီချန်ပီယံလိမှာလုံလောက်တဲ့လူစင်းလုံလောက်တဲ့အားဖြည့်မှုလုံလောက်တဲ့တက်လုံမရှိဘူးလို့ယူဆတဲ့အတွက်ဒီရာဒီမှာချန်ပီယံလိဖလားဟာဂျာမနီကိုသွားလိုက်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ ဒီပွဲစဉ်တက်မှာပဲ2025 2026ဘောလုံးရာသီရဲ့ရှမ်ပီယံလိဘိုးဆွဲမဲ့အသင်းဒီဘိုင်ယန်မြူးနစ်အသင်းလို့ကျွန်တော်ကတော့ခန့်မှန်းနေဗျာချယ်ဆီကိုကြည့်တော့ဒီအသင်းဒီနုပြိုတက်လွယ်တဲ့အသင်းဗျာတစ်သင်းလုံးစီလောလောဆယ်မှာတော်တော်လေးမိုက်တယ်လူငယ်ချစ်တဲ့ကစားသမားတွေနေရာစုံမှာရှိတယ်အထူးသဖြင့်သူတို့ပြိုင်ပွဲအတွင်ကစားထားတဲ့နောက်ဆုံး၉ပွဲလုံးဝကျုံးပွဲမရှိဘူးခုနှစ်ပွဲနိုင်တယ်နှစ်ပွဲတည်ရကြတယ် ဒါပေမဲ့ဒီအသင်းမှာလည်းပြဿနာလေးတွေတော့ရှိတယ်ဗျ။ဘာပြဿနာရှိတာလဲဆိုတော့ Chelsea ဒီကစားသမားအင်အားများတာမှန်ပေမဲ့ first line နဲ့ကစားသမားနဲ့အရင်ကောင်မှထိုင်နေတဲ့ကစားသမားအဆင့်အတန်းဒီ level တစ်ခုအထိကွာဟမှုရှိတယ်။ပြီးတော့ဒီကစားသမားများပြားလို့နဲ့အဆက်ကြောင့်ပဲ Enzo Maresca ဒီလူတွေကိုစမ်းသပ်ပြီးတော့နေရာသုံးမှာအလက်ကျပုံစံမျိုးနဲ့ကစားနေတဲ့အခါ Chelsea ရဲ့ style ဒီခပ်မှန်းရနည်းနည်းလေးခက်တယ်။နောက်တစ်ခုက Chelsea မှာတိတိတတ်တတ်အားနေတဲ့နေရာဒီတိုက်စစ်ဘေးကျန်းလို့ကျွန်တော်ကထင်တယ်ဗျ။ ဲ့ဒီဘေကျန်းမှာနတိုကစားနိုင်တယ်ဆိုရင်ကိုပါမကစားနိုင်တဲ့အချိန်တွေမှာကိုပါမဒဏ်ရာပြဿနာကင်းရှင်းနေတဲ့အချိန်တွေမှာနတိုဒီဘေမာကစားရင်ဘာပြဿနာမှမရှိပေမဲ့ကိုပါမတိုင်ပတ်နေတဲ့အခါဒဏ်ရာရနေတဲ့အခါကြောင်ပြောက်နေတဲ့အခါနတိုဒီညာချမ်းကိုသွားကစားရပြီဆိုရင်ချယ်ဆီရဲ့ဘေကျန်းဒီဘာမှအလုပ်လုပ်လို့မရတော့ဘူးအဲ့ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်နေရာဒီမှာဘရာဇီးကလူငယ်ကစားသမားတယောက်ကိုသူတို့ခေါ်ခဲ့ပေမဲ့လက်ရှိအချိန်ထိတော့ကောင်းကောင်းသုံးကျင်နိုင်သုံးလို့မရဘူးဖြစ်နေသေးတယ် ဆိုတော့ချယ်ဆီရဲ့အားနည်းတဲ့အဲ့ဒီဘေကျန်းဒီဘိုင်ယန်မြူးနစ်အဓိကအားပြုတဲ့ညာချမ်းဖြစ်နေတယ်။ဂျိုရှွာကင်မစ်တို့မက်ကယ်အိုလီဆေတို့ရဲ့နေရာဖြစ်နေတဲ့ဒီနေ့ချယ်ဆီပြဿနာတက်တယ်ဆိုရင်အဲ့ဒီနေရာကအဓိကပြဿနာတက်မယ်လို့ကျွန်တော်ထင်တယ်။ဝက်ဆက်ကိုင်စီတို့ကာထားတဲ့ခန်းစစ်ကအတိုက်အတာတစ်ခုထိလုံနေတယ်ဆိုပေမဲ့ဆန်နဘတ်နေရာမှာချယ်ဆီဒီအကြီးအသွေးမြင့်ကစားသမားလိုအပ်နေတော့မယ်ဗျ။ဒီဘွဲဒီချယ်ဆီကိုတေချာပေါအကြီးကြီးစမ်းသပ်မဲ့ဘွဲလို့ကျွန်တော်ကယူဆတယ် ဘိုင်မြူနစ်ရဲ့ချန်ပီယံလိပွဲတွေကိုကြည့်ရင်ဒီရာသီမှာအတင်းကြီးတွေက Chelsea နဲ့တူကစားရမယ် PSG နဲ့ကစားရမယ် Arsenal နဲ့ကစားရမယ်စွန့်ပေါင်းအတင်းကြီး၃တင်းအထိပါနေပြီးတော့သူတို့အိမ်ကွက်မှာအဲ့ဒီအတင်းကြီး၃တင်းတက်က Chelsea တစ်တင်းနဲ့ကိုပဲကစားရမှာဖြစ်တဲ့အတွက်ဘိုင်မြူနစ်ဒီဒီပွဲမှာအမှတ်ဆုံးချုံးလို့မရဘူးဗျာ Chelsea ကိုကြည့်တော့ Bayern Munich နဲ့ကစားရမယ် Barcelona နဲ့ကစားရမယ်အဲ့မှာ Barcelona လိုအသင်းကိုသူတို့အိမ်ကွက်မှာကစားရမှာဖြစ်တဲ့အတွက်ပွဲစဉ်ရေးဆွဲမှုအရ Chelsea ဒီ ဘိုင်မြူနစ်ထက်စာရင် အသက်ရှူရှောင်းတဲ့ဒီပွဲမှာရှေကျော်လက်လျှော်ဖြစ်အောင်တော့ချက်စီရဲ့နောက်တစ်ဆင့်တက်ဖို့အခွင့်အရေးဒီဘာပြဿနာမှမရှိဘူးလို့ကျွန်တော်ထင်တယ်။ဒီဘော်ဒါပေးထားတဲ့စတဲ့ချင်းမှာဘိုင်မြူနစ်တင်းကနေ1.30ဘော်ဒီချင်းနဲ့ဂိုးပေါင်းချင်းက3အနှုတ်20ဖြစ်ပါတယ်။အဲ့ဒီ3အနှုတ်20ဒီ 3D ဝင်ရုံးကနေပေးထားတာဖြစ်ပါတယ်။အခုမြန်မာစံတော်ချင်းနေ့လယ်7:00နာရီမှာကြတော့ဘိုင်မြူနစ်တင်းရဲ့ဘော်ဒီချင်း1.40ဖြစ်လာတဲ့ဂိုးပေါင်းချင်းဒီ3အနှုတ်50ချင်းဝင်ရုံးကနေ3အနှုတ်30ဖြစ်လာတယ်။ ဘော်ရီဂျီ30လောက်ရော့လာပြီးတော့ကိုပေါင်းချင်းနက်နက်တက်လာကျင်းဝင်ရုံနဲ့တွက်မယ်ဆိုရင်တော့မနေဘူးဗျ 3D ဝင်ရုံကနေတော့အနှုတ်90ဆိုတော့ကျင်းဝင်ရုံနဲ့တွက်မယ်ဆိုရင်အနှုတ်90လောက်အထိကိုပေါင်းချင်းပြင်လာတာကိုတွေ့ရပါတယ်ပုံမှန်နေထားဆိုဘိုင်ယန်မြူနစ်ဆိုတဲ့ brand ကိုကြည့်ရင်ဒီ1.30ဆိုတဲ့ဘော်ရီဂျီဒီဘလို့မှမအောင်နိုင်ဘူးဗျဘိုင်ယန်ဒီဈေးကွက်မှာဥရောပမှာရှိတဲ့အသင်းတွေထဲမှာဈေးကွက်အမြင့်ဆုံးအသင်းပဲ ဒါပေမဲ့ဒီပြိုင်ပွဲသည်ချန်ပီယံလိပြိုင်ပွဲဖြစ်တဲ့ပြိုင်ဘက်သည်ချယ်ဆီဖြစ်နေတယ်ဆိုတော့ကိုတွဲပြီးကြည့်ရင်တော့ဘိုင်ယန်မြို့နယ်ရဲ့ DJ သည်ပြင်ပါတယ်ဗျာဒီနှစ်သင်းကြားကွာဟမှုသည်ဒီနေ့မှကစားမဲ့လီဗာပူးနဲ့အီဒီဂိုမက်ဒရစ်လိုမျိုးကွာဟမှုမဟုတ်ဘူး PSG နဲ့အက်လန်တာတို့ရဲ့ကွာဟမှုမျိုးမဟုတ်ဘူးဗျာကျွန်တော်ကဒီပွဲမှာဒီနှစ်သင်းရဲ့အဆင့်အနေထားရတရင်နှုတ်တရားဝင်ရောကနေ1.80 1.80ပေးလာရင်တော့အဲ့ဒီ J သည်တန်သေးတယ်လို့ကျွန်တော်ယူဆတယ် 1 is to odds မှာကြတော့ Bayern နဲ့အနိုင်ကို1.7ပေးထားတယ်။တရီကို၄စားပွဲရမယ်။ Chelsea အနိုင်ကို၅စားရမယ်။သူကြတော့ကဒီပွဲဒီ minute 90အတွင်းမှာလုံးဝတရီမကြဘူးဆိုတဲ့ဂျေးဖြစ်ပါတယ်။နှစ်ဖက်သွင်းဖို့ရှိမယ် minute 90အတွင်းမှာလုံးဝတရီမကြဘူးဆိုရင်အနိုင်ဆုံး2-1ကစကြည့်ရမယ်ပွဲမျိုး။ဒီပွဲမှာ Chelsea တို့တရီပေါက်900နိုင်တယ်ဆိုတဲ့အချက်ကိုလည်းဖွင့်ထားပါတယ်။ပထမပိုင်း55မိနစ်မှာသွင်းဖို့ရှိမယ်ဆိုတဲ့ဂျေးရှိပြီးတော့အထူးသဖြင့်အဲ့ဒီပထမပိုင်းမှာ900မယ်အသင်းဒီ Bayern Munich ဆိုပြီးတော့ဂျေးဖွင့်ပေးထားတာလည်းတွေ့ရပါတယ်။ ဆိုတော့ဒီပွဲမှာအနှုတ်30ရင်းနှီးပြီးတော့ဂိုးပေါင်းအပေါ်လဲကျွန်တော်ကြိုက်ပါတယ်။တစ်ချက်နဲ့ပြောင်း30ရင်းပြီးတော့ဘိုင်မြူနစ်ဘော်ဒီလဲကျွန်တော်ကြိုက်ပါတယ်။ဆိုတော့ဒီပွဲမှာကျွန်တော်ရဲ့ရွေးချယ်မှုသည်အပေါ်ဆုံးဖြစ်ပါတယ်ဗျာ။ဘိုင်မြူနစ်တင်းဒီဘွန်နက်လီကအဖွင့်ပွဲစဉ်ပဲဖြစ်ဖြစ်ချန်ပီယံလိအဖွင့်ပွဲစဉ်ပဲဖြစ်ဖြစ်ဘလို့အဖွင့်ပွဲစဉ်မျိုးကိုမဆိုညာညာတာတာကစားလိရှိတဲ့အသင်းမျိုးမဟုတ်ပါဘူးဗျာ။သူနိုင်ရင်လဲဂိုးပြတ်နိုင်တယ်ရှုံးရင်လဲဂိုးပြတ်ရှုံးတယ်။အဲ့ဒီအချက်ပေါ်ကိုလဲကျွန်တော်အရှိန်ကန်ထားပါတယ်။ ဆိုတော့ဒီပွဲကျွန်တော်ရဲ့ရွေးချယ်မှုဒီအပေါ်ဆုံးဖြစ်ပါတယ်ဗျာအစိုးရလက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ